ပြည်တွင်းမှာနိုင်ငံရေးတည်ငြိမ်မှုနှဲပါပြီးစီးပွားရေးလောက်ကန်ရခက်ခဲနေပေမဲ့လာမယ့်ဧပြီလကစတင်မဲ့2025-2026ဘဏ္ဍာနှစ်မှာပြည်တွင်းအသက်တင်ထုတ်လုပ်မှုနဲ့ဝန်ဆောင်မှုတန်ဖိုး GDP ကျပ်3,800,498ဘီလီယံနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း300ရာခိုင်နှုန်းတိုးတက်ဖို့မျှော်မှန်းထားတယ်လို့စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကပြောပါရယ်ပြည်ကရမတ်လ24ရက်နေ့မှာပြုလုပ်တဲ့ဗန္နာရေးဆိုင်ရာကော်မရှင်အစည်းအဝေးမှာပြောကြားလိုက်တာဖြစ်ပါတယ်။ အဲ့ဒီကော်မရှင်မှာ2025-26ဘဏ္ဍာနှစ်အတွက်ပြည်ထောင်စုဘဏ္ဍာငွေအရာအတုံးခံမှန်းချေငွေစင်းနဲ့အဲ့ဒီငွေစင်းကိုအခြေပြုရေးဆွဲထားတဲ့ဘဏ္ဍာငွေအရာအတုံးဆိုင်ရာဥပဒေချမ်းတို့ကိုဘဏ္ဍာရေးဆိုင်ရာကော်မရှင်သုံးသပ်ဆွေးနွေးခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့2024-25ဘဏ္ဍာနှစ်မှာတော့ပြည်တွင်းအထက်ရင်ထုတ်လုပ်မှုနဲ့ဝန်ဆောင်မှုတန်ဖိုး GDP ကိုကျပ်35,543ဘီလီယံရှိမယ်လို့မျှော်မှန်းခဲ့တာကြောင့်ဘီလီယံ16,000ဝန်းကျင်လောက်တိုးပြီးမျှော်မှန်းထားတာကိုတွေ့ရပါဗျ။ ဒါအပြင်2025-26ဘဏ္ဍာနှစ်မှာတဦးကျထုတ်လုပ်မှုနဲ့ဝန်ဆောင်မှုတန်ဖိုး GDP per capita မှာကျပ်3.3တန်းကျော်ရှိမယ်လို့ခန့်မှန်းထားပြီး2024-25ဘဏ္ဍာနှစ်အတွက်တော့2.8တန်းရှိမယ်လို့ခန့်မှန်းထားပါတယ်။အခု match လကောင်မှာကုံဆုံးမဲ့2024-25လက်ရှိဘဏ္ဍာနှစ်ကုံဆုံးချိန်မှာတော့စွမ်းအင်တက်တူနဲ့တွင်းထက်ပစ္စည်းကဏ္ဍလက်စစ်ကဏ္ဍတွေကအပကျန်တဲ့ကဏ္ဍတွေမှာတိုးတက်မှုရှိမယ်လို့စစ်ကောင်စီကခန့်မှန်းထားပါတယ်။ တစ်ဖက်မှာတော့စစ်ကောင်စီဟာဗန္ဒန်ငွေတွေကိုနိုင်ငံတော်တိစောက်ရွတ်ထွက်ဆိုပြီးပြည်ထရေးကာကွယ်ရေးစစ်မှိုင်းရင်နဲ့ပညာရေးကဏ္ဍတွေမှာအသုံးစိတ်တွေတုံ့ပြန်တုံ့ဆွဲနေတယ်လို့ဗန္ဒန်ရေးကော်မရှင်ဥက္ကဋ္ဌနေရာယူထားတဲ့စစ်ကောင်ဆောင်ကပြောဆိုထားပါတယ်ခင်ဗျာ။